မင်္ဂလာပါရှင်ပေါ်ပန်းလေးစီတရင်အစီအစဉ်ကနေဒီကနေ့အော်တိုဘာလ17ရက်နေ့မနက်ခင်းတရင်များကိုစူးစီးတင်ပြပေးသွားမှာဖြစ်ပါတယ်ဒီကနေ့တရင်တွေထဲမှာတော့ဖားခဲမြို့နယ်မလန်းကျေးပါမှာစစ်တပ်နဲ့ KIA ပူးပေါင်းတပ်များတိုက်ပွဲပြင်းထန်နေတဲ့တရင်မိုးမိတ်ဘီလင်တနင်္သာရီနေ့သားဝယ်မြို့နယ်တွေမှာစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ကလင်းငယ်များအပါအဝင် အရက်သားတေဆုံးထိခိုက်မှုနဲ့ဒေသခံများထပ်ကြီးတိမ်းရှောင်နေရတဲ့တရင်များ ရန်ကုန်ဒလတရာနောက်ဆုံးအဆင့်ကိုမင်းအောင်လိုင်းမယပ်တီရှုမေဆိုတဲ့သတင်းကြောင့်မိကူးတပန်းစိတ်များအာလုံးပိတ်ပင်ကလုံချူနေတင်းချက်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကချင်ပြည်နယ်ဖားခန့်မြို့နယ်မလန်းကျေးရွာမှာစစ်တပ်နဲ့ KIA ပူးပေါင်းတပ်ဖွဲ့တွေကြားတိုက်ပွဲတွေပြင်းထန်နေပြီးစစ်တပ်ဖက်ကဂျက်လီရင်နဲ့လေးချောင်းတိုက်ခိုက်မှုတွေပါလှုံ့ဆော်နေတယ်လို့စီရေးအခြေအနေသိရှိသူတွေစီကသိရပါဗျ။ ပြီးခဲ့တဲ့သတင်းချုပ်လာပီနီကားကစတင်ခဲ့တဲ့ဒီတိုက်ပွဲတွေဟာမနေ့ကအောက်တိုဘာ9ရက်မှာလဲလေချောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့ပြီးညဘက်အထိလက်နက်ကြီးတန်တွေကြားခဲ့ရတယ်လို့ဒေတာကန်ဒီကပြောပါတယ်တိုက်ပွဲပြင်းထန်နေတဲ့အတွက်ဒေတာကန်ဒီဟာလေလေချောင်းနဲ့လက်နက်ကြီးအနည်းငယ်ကြောင့်ဘေးလွတ်ရာကိုရှောင်တိန်နေကြရတယ်လို့သိရပါဗျ။မလန်ကျေးရွာဟာနဖက်စစ်ရေးလှုပ်ရှားတဲ့နေရာဖြစ်ပြီးဒီနေ့ထဲမှာ KIA ကစစ်ရေးလှုပ်ရှားမှုတွေပိုလုပ်တဲ့နေရာဖြစ်တယ်လို့စစ်ရေးအခြေအနေသိသူတွေကသုံးသပ်ပါဗျ။ ဒါပြင်စစ်ကောင်စီကလည်းဖိုက်ကန်မြို့နယ်နဲ့မြကြီးနားမြို့တွေမှာအောက်တိုဘာ၈ရက်နေ့ကတည်းကညမထက်ရအမိန့်ညီထုတ်ပြန်ထားတယ်လို့သိရပါဗျ။မိုးမိတ်ဘီလင်းတနင်္သာရီနဲ့သားဝဲဒင်းအယက်သားများလေချောင်းတိုက်ခိုက်ခင်ညာစစ်ကောင်စီကြက်ရဲလေချောင်းတိုက်ခိုက်မှုတွေဟာမိုးမိတ်ဘီလင်းတနင်္သာရီနဲ့သားဝဲမြို့နယ်တွေမှာပါစစ်တိုက်ချိုးတယ်လို့ဖြစ်ပွားခဲ့ပြီးကလေးငယ်များအပါအဝင်အယက်သားတေဆုံထိခိုက်မှုများစွာရှိခဲ့ပါဗျ။ ရှမ်းမန္တလေးအဆက်မိုးမိတ်မြို့နယ်ဝဲပောင်ကျေးရွာကိုစစ်တပ်ကအောက်တိုဘာ9ရက်ည9နာရီမှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲဂျက်ဖိုက်တာနဲ့ဘုံတုံးလုံးကျွဲချတိုက်ခိုက်ခဲ့တဲ့တကလီနအိုးပါဝင်စုစုပေါင်း9ရောက်တေဆုံးခဲ့ပြီး10ဦးထံရရကနေရင်ဆယ်လုံးပြစ်စီခဲ့ကြောင်းတအောင်းတက်ကထုတ်ပြန်ပါတယ်။တဟာမိုးကုန်အနီမိုင်းလုံမြို့နယ်မဟုံးကျေးရွာကို အော်တိုဘာ9ရက်ကလေးချောင်းတိုက်ခိုက်လို့ကလေးငယ်ဦးအပါဝင်လူ10ဦးတေဆုံးခဲ့ပြီးတပ်မှန်ဖြစ်ပွားတဲ့တိုက်ခိုက်မှုဖြစ်ပြီးတပတ်သွေးတေဆုံးသူ30နီးပါးရှိလာခဲ့ပါတယ်။မွန်ပြည်နယ်ပြီးလင်းမြစ်နယ်ပြီးမပင်စိတ်အနောက်ရွာကလေးအော်တိုဘာ9ရက်ည8:00ခွဲခန့်မှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေရင်နဲ့ပုံကျဲတိုက်ခိုက်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုကြောင့်အသက်6နှစ်ကနေ11နှစ်အတွင်းကလေးငယ်5ဦးပွဲချင်းပြည်သေးဆုံးခဲ့ပြီးခုနှစ်ဦးထပ်မံတန်ရာရရှိကနေရင်များလဲပျက်စီးခဲ့ကြောင်းဒေသခံပြည်သူတွေကပြောဆိုပါတယ်တနင်္သာရီတိုင်းဘက်မှာလည်းတနင်္သာရီမြို့နယ်တကူးမြို့ကိုဒီကနေ့မနက်ပိုင်းမှာတိုက်လေရင်နဲ့ဗုံးကျဲတိုက်ခိုက်ခဲ့တော့ပြည်သူ၁၀ဦးထပ်မံတန်ရာရရှိခဲ့တယ်လို့သိရပါဗျ။အလားတူထားဝယ်မြို့နယ် ထီကီယွာကိုလည်း Jet Fighter နဲ့ဘုံနှကျင်းဆက်လက်နဲ့နှကျင်းပစ်ခတ်တိုက်ခိုက်ခဲ့တဲ့တော့ထိုင်းမြန်မာနယ်စပ်ကိုပြည်သူလေးရာဝင်းကျင်ထုတ်ပြီးသိမ်းရှောင်နေရတယ်လို့ KNU မြစ်သားဝဲခရိုင်းကထုတ်ပြန်ထားပါတယ်။နိုင်ငံတကာလက်နက်ကိုင်ပฏิပက္ခအချက်လက်မှတ်တမ်းတင်တဲ့ အဖွဲ့ ACEOD ရထုတ်ပြန်ချက်အရစစ်တပ်က2023ခုနှစ်ပထမကူလအတွင်းမှာလေကြောင်းတိုက်ခိုက်မှု1022ကြိမ်နဲ့ပြုလုပ်ခဲ့ပြီးဒီတိုက်ခိုက်မှုတွေကြောင့်ဒေသုံးသူ3980ဦးကနေ86ရာခိုင်နှုန်းကအရက်တောင်းတွေဖြစ်တယ်လို့ဆိုပါတယ်ရန်ကုန်တလတရာလုံကျုံရဲ့တင်းချက်မှုမင်းအောင်လိုက်လာကြည့်မယ်ဆိုတဲ့သတင်းကြောင့်ပေါက်ပန်းလေးလေသတင်းတင်ဆက်သူကပြောပါရယ်ရန်ကုန်တလမီကူးလမ်းကြောင်းမှာလုံကျုံရဲ့တင်းချက်ခဲ့ပါရယ် မေကူတပန်းစိတ်ညာအားလုံးကိုအောက်တိုဘာ9ရက်ည7:00နာရီကတည်းကပိတ်ပင်ကရန်ကုန်မြို့ကျွတ်မှာလဲစစ်တင်မိုးတဲ့ကင်းလတ်ချထားတယ်လို့ဒေသခံဗီဒိုတွေနဲ့စစ်ဖက်သတင်းရင်းတွေနေကပြောပါတယ်။တလားမျိုးပေါ်နဲ့ရန်ကုန်စစ်ကဲမတ်မှာလဲစစ်တပ်ကလုံခြုံရေးအကစ်ချထားတာဖြစ်တယ်လို့သိရပါတယ်။ဒီကနေ့မနက်စင်နာရီခွဲဝင်းကျင်မှာတော့ပိတ်ပင်ထားမှုတွေကိုပြန်လည်ဖွင့်လှစ်ပေးခဲ့တယ်လို့ရန်ကုန်မြို့ကန်တွေကပြောပါတယ်။ ်စစ်ဘက်သတင်းရင်းတွေကတော့ရန်ကုန်တလအတရာကိုမင်းအောင်လိန်လာရောက်ကြီးရှုဖို့စက်တင်ဘာကတည်းကစီစဉ်ထားပြီးဒီဇင်ဘာသို့မဟုတ်ဇန်နဝါရီမှာဖွင့်လှစ်ဖို့တုံးလုံနေတယ်လို့သုံးသပ်ပြောဆိုပါတယ်ကိုရီးယားမြန်မာချစ်ကီရေးတလတရာဟာ2015ခုနှစ်ကတည်းကစတင်ခဲ့တဲ့စီမံကိန်းကြီးထုတ်ပြီးပြီးစီးသွားခင်မှာရန်ကုန်မြို့ကနေအေယာဝတီတိုင်းတစ်ခုလုံးစီကူလွယ်ကူလျံမြန်သွားလာနိုင်မှာဖြစ်ပါတယ် ဒီကနေ့ညနေခင်းသတင်းအစီအစဉ်ကိုဒီမှာပဲနေကွန်ချုပ်ပါစေပေါ့။နားဆင်ပေးခဲ့ကြတဲ့ပေါ့ပန်းလေးစရပရိသတ်ကြီးအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။